အားလုံးပဲမင်္ဂလာပါဒီခဏရတော့အိမ်မှာငပ်ဖက်လုံးချက်စာဖြစ်လို့လာမြဝေပေးတာပါငပ်ဖက်လုံးချက်ဖို့အဓိကပါဝင်ပစ္စည်းတွေကတော့ငရုတ်တီငပ်ဖက်နန်းနန်းပင်ခရမ်းချင်တီတက်တုန်နီနဲ့တက်တုန်ပြူတို့ဖြစ်ပါတယ်အဲ့ဒီတော့အရင်ဆုံးငပ်ဖက်လုံးချက်ဖို့အတွက်တက်တုန်နီတက်တုန်ပြူတို့ခွာလိုက်ပါမယ်နန်းနန်းပင်တင်ပြီးရင်တော့အားလုံးကိုရေစေထားလိုက်ပါတယ် မယုတ်သေးကိုဒီတိုင်းထည့်ထားလိုက်ပါမယ်။နန်းနံမင်းကိုလည်းနှစ်ပိုင်းဖြတ်ထားလိုက်ပါမယ်။ချက်တုံဖြူကိုဓာပြရိုက်ပြီးတော့နှုတ်နှုတ်ဆင်ထားလိုက်ပါတယ်။ပြီးရင်တခါတဲ့ချက်တုံနီကိုပပလီထားလိုက်ပါမယ်။ခရမ်းကျင်ဒီကိုလည်းအခုလိုလေးလေးထားပေးလိုက်ပါတယ် ဒါဆိုရင်တော့အားလုံးအစင်တည်းဖြစ်ပြီမို့စပြီးချက်ပါတော့မယ်။အရင်ဆုံးအုပ်ပူလာပြီဆိုရင်တော့စီထည့်ပါမယ်။စီပူလာပြီဆိုလို့ရှိရင်တော့ချက်သွန်ပြူချက်သွန်နီကို အရင်စီတက်လိုက်ပါမယ်။ဒီလိုရွှေရောင်တက်လာပြီဆိုရင်တော့ခရမ်းကျင်တွေထည့်လိုက်ပါတယ်။ခရမ်းကျင်တွေအခုလိုကြည့်တဲ့အနေအထားရောက်ရင်စာချက်သားမုံအယောင်တင်မုံနဲ့ ဇနွေအနှင်းငယ်တို့ကိုထည့်ပါတယ်။ယင်းအနှစ်ရဖို့အခုလိုမျိုးလေးလုံရင်နဲ့ဒီလိုစီပြန်တဲ့အနေအထားရောက်ရင်တော့ရေထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အဖုံးအုပ်ပြီးတော့မှတည်ထားပေးလိုက်ပါမယ်။တခါတော့ရေခန့်သွားပါပြီ။ဒါပေမဲ့စီပြန်လာတဲ့အထိဆက်ပြီးတော့မှလုံပါမယ်နော်။အခုလိုမျိုးစီပြန်လာပြီဆိုရင်တော့ရေထည့်ပြီးတော့မီးပိတ်လိုက်ပါမယ်။ ပြီးရင်တော့ငါဖယ်လုံးလေးတွေကိုအခုလိုမျိုးလေးတွေလုံပြီးတော့မှထည့်လိုက်ပါမယ်။ကဲငါဖယ်လုံးလေးတွေအားလုံးလုံပြီးပြီဆိုတော့မင်းပြန်ဖွင့်ထားလိုက်ပါမယ်။ပြီးလို့ရှင်တော့ဖြည်းဖြည်းချင်းမွေပေးပါမယ်။ဒီလိုနဲ့စီပြန်လာပြီဆိုလို့ရှိရင်ငရုတ်သေးနဲ့နန်းနန်းပင်ထည့်လိုက်ပါမယ်။အခုဆိုရင်တော့အရသာရှိတဲ့ငဖယ်လုံးချက်လေးကိုရပါပြီဖြစ်ပါတယ်။အိမ်မှာလည်းအားလုံးလိုက်ချက်စာကြည့်ဖို့ပြောချင်ပါတယ်။ အခုလိုမျိုးကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နော်။